။အီယောင်ရီတိုင်းကြံငင်းမြို့နယ်မှာစစ်ကော်မရှင်လောက်ခံရဲတပ်ဖွဲ့ကိုလိုင်းချေပေးပြီးခွင့်ပြုချက်ယူပြီးလောင်ကစားပွဲတွေ ပြုလုပ်နေတယ်လို့ဒေသခံတွေစီကသိရပါဗျ။ကြံငင်းမြို့နယ်တွင်ရှိဘန်းကုန်းကျေးရွာရှိကန်းဆက်တောင်မြေမှာကျင်းဝိုင်းကျက်ဝိုင်းတွေကိုနေ့စဉ်ပြုလုပ်နေတာပါ။တကယ်ပွဲတော်ကြီးကြနေရပဲစားတောက်ဆိုင်တွေတောင်လာဖွင့်ထားကြတယ်လောင်ကစားသမားတွေလည်းနေအောင်ကလာကြတယ်လို့ဒေသခံတူကအီယောင်ရီတိုင်းစ်ကိုပြောပါရယ် အဲ့ဒီလောင်စာဝိုင်းတွေကိုရဲတပ်ဖွဲ့ကနှုတ်ထွက်ထားသူတို့ကဥဆောင်ပြုလုပ်နေတာဖြစ်ပြီးမြို့နယ်အဆင့်တာဝန်ရှိသူတွေကိုလမ်းစဉ်လိုင်းကျေးတာဝန်ယူပေးနေတယ်လို့သိရပါတယ်။ဒါအပြင်ကြံငင်းမြို့နယ်ပိုင်းတွေကဘယ်ရဲမြို့မှာလဲလောင်စာလုပ်ငန်းတွေကိုလုတ်ကင်ခွင့်ပြုထားတယ်လို့ဒေသခံတွေက ARD Time ကိုအရင်လောက်ကသတင်းပေးပို့ခဲ့တာကြောင့်ဖော်ပြခဲ့ပါတယ်။ ARD တိုင်းတွင်းရှိမြို့နယ်တွေမှာစစ်ကောင်မရှင်လောက်ခံရဲတွေကိုယ်တိုင်ကအရက်သားတွေကိုမတရားပုံမှတ်ဖမ်းဆီးကအကြက်ကင်ငွေညစ်တာ လောင်ကစားဝိုင်းနဲ့မွေးရည်စေးရောင်းတာတည်ယူပေးတာတွေကိုလှူဆောင်နေတယ်လို့သိရပါဗျ။